မြတ်စွာဘုရားလည်းပြိဋိဘံဆံသွားရောဘုရားကိုတရားဟောဖို့ဆိုပြီးတော့တောင်းပန်နေတဲ့တောင်းပန်ခဲ့တဲ့တဟံပတိပြမာကြီးတဟံပတိပြမာကြီးဆိုတာအရင်ဘဝတုန်းကကတ္တဝဘုရားရဲ့တပည့်တဟကဆိုတဲ့ယဟန်အဲ့ဒီတဟကဆိုတဲ့ယဟန်ကပထမဇန်ရပြီးတော့မဟာပြမာအနေနဲ့ပထမဇန်ပုံမှာသွားပြီးတော့ပြမာမင်းဖြစ်နေတာသူကဘုန်းကြီးတစ်ပါးကနေဖြစ်သွားတဲ့ပြမာ ရသော်ဘုရားစီမံမကြခဏရောက်လာတတ်တဲ့ပြမာကြီးတူပဲဘာသာသာသနာနဲ့အလွန်နီးစပ်တဲ့ပြမာကြီးတူဖြစ်လို့ရသော်ဘုရားပြိဋိဘံဆံဃာနီးမှလည်းသူဟာကြွတင်ရောက်ရှိပြီးတော့နေတယ်ဘုရားလည်းပြိဋိဘံဆံလိုက်ရောတဟံပတိပြမာကြီးရဲ့အတန်ပထမဆုံးထွက်ပေါ်လာခဲ့တာဖြစ်တယ်တဟံပတိပြမာကြီးရဲ့အတန်ဟာပထမဆုံးထွက်ပေါ်လာတာဘယ်လိုထွက်ပေါ်လာတော့ဆို တပိဝနိခိပိတန္တိဘူတာလောကေသမုဒယယထာဧတာတိသောတထာလောကေအပတိပုဂ္ဂလောတထာဂတောပလပတ္တောသံဗုဒ္ဓောပြိနေဘူးတော်ဗြမာကြီးကစတင်ပြီးတော့ကျင်ညာလိုက်တာနော်တံဝေခါတွေဖြစ်ပွားပြီးတော့စိတ်မကောင်းတဲ့အနေထားအဖြစ်ကျင်ညာတဲ့သဘောတံဝေခါနဲ့ကျင်ညာတဲ့သဘောအေးလောကကြီးမှာဒီတရဝဆိုရဟာတဲ့ လောကကြီးမှာဖြစ်လာကြတဲ့တရားဝါမှန်သမျှဟာကိုရထားတဲ့ခန္ဓာကိုယ်ကြီးကိုအခုလိုပဲစွန့်ပစ်ကြရမှာဖြစ်တယ်အားလုံးဟာရထားတဲ့ခန္ဓာကိုယ်စွန့်ပစ်ကြရမှာဖြစ်တယ်အခုလိုဂုံဓုဝိသေသတွေနဲ့ပြည့်စုံတဲ့လောကမှာတုပဲ့မရှိတဲ့ဘုရားသခင် ကိုရောမြတ်ကြီးစွမ်းအားတွေပြည့်မတဲ့ဘုရားသခင်ကိုရောမြတ်ကြီးတွေပဲ ਨੇ ယုံ nant ခန္ဓာတွေဟာအခုလို ချုပ်ငိမ့်သွားရတယ်လို့ဆိုတဲ့တန်ဝေကစကားကို ပြမသံပတိက ရှေးဥစွာ ပြောလိုက်တာဖြစ်တယ်ပေါ့သံပတိပြမကြီးပြောသွားတဲ့ပြောလိုက်တာနဲ့အတန်ကြားလိုက်တာနဲ့တပြိုင်နက်နောက်ဆက်တွဲဆက်ပြီးတော့ဆက်ပြီးတော့ပေါ်လာတဲ့အတန်ကတော့တရားမင်းကြီးရဲ့အတန်ပဲဖြစ်တယ်ပေါ့တရားမင်းကြီးကသံပတိပြမကြီးရဲ့အတန်တိတ်သွားတဲ့အခါမှာတရားမင်းကြီးရဲ့အတန်ဟာအနိစ္စဝတ္တသင်္ခါရဥပါဒဝေယဓမ္မိနော ဥပ္ပိစေတဝါနိရောဓံတိတေတံဥပသမောဒုက္ခောတရားမင်းကြီးရဲ့တန်ပေါ်လာတယ်။သင်္ခါရတရားတွေဆိုတာဘယ်တော့မှမမြဲဘူး။ဥပ္ပါဒဝယဓမ္မိနော ဖြစ်ပြီးရင်ပြတ်သွားရတဲ့သဘောရှိတယ်။ဥပ္ပိစေတဝါနိရောဓံတိဖြစ်ပြီးရင်ပြတ်သွားတယ်ခြုံငိမ့်သွားရတဲ့အဲ့ဒီခြုံငိမ့်သွားတဲ့တေတံဥပသမောဒုက္ခောဒီသင်္ခါရတရားတွေလုံးဝငြိမ့်သွားခြင်းသီတာလင်း တကယ်ချမ်းသာဖြစ်တယ်လို့ဆိုတဲ့စကားကိုရှင်အနန္ဒာဒီတရားမင်းကြီးကနေပြီးတော့ဒီကထာကိုရွတ်ဆိုလိုက်တာဖြစ်တယ်။တရားမင်းကြီးရဲ့အတန်လဲတိတ်သွားရောနောက်ထပ်ထွက်ပေါ်လာတဲ့အတန်ကတော့ရှင်နုရုဒ္ဓမထေရရဲ့အတန်ပဲဖြစ်တယ်။ရှင်နုရုဒ္ဓကဘာပြောလိုက်တုံးဆိုနာဟုအတ္တတပတ္တတော။အေးမြတ်စွာဘုရားမှာထွက်လေဝင်လေအသက်ရှူတာရပ်သွားပြီ။ သရှူရာတွေရပ်သွားပြီထိတစိတ်တတာဒါရီနောလောကရန်နေနဲ့တွေ့လာလို့ရှင် တကယ့်ကို ကြန့်ခိုင်တဲ့စိတ်ရှိပြီးတော့တိမတ်တဲ့ဂုံနဲ့ပြည့်စုံတဲ့ဒါရီဂုံနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားသခင် ကိုရောမြတ်ရဲ့ထွက်လေဝင်လေတွေဟာရပ်ဆိုင်သွားပြီအနေဆုံးမြတ်စွာဘုရားမှာ တုံ့လုံတဲ့တဏှာဆိုတာလူရဲ့စိတ်ဓာတ်ကိုကြန့်ခိုင်မှုအပြော့သွားစေတတ်တဲ့တဏှာဆိုတာလုံးဝမရှိဘူး မရှိတဲ့မြတ်စွာဘုရားဟာတန်တိမာရပတ်အငိမ့်ချက်ဆိုတဲ့နိဗ္ဗာန်ကိုရည်မြှော်ပြီးတော့ယံကာလမကရီမုဏိမုဏိထွထားမြတ်စွာဘုရားသခင် ကိုရောမြတ်ကြီးဟာနောက်ဆုံးအချိန်ကိုလောက်ကင်ဆောင်ရွက်သွားလိမ့်ပြီးဘဝမှာ နောက်ဆုံးအချိန်ရောက်ရှိသွားလိမ့်ပြီးလို့ဒါကရှင်နုရုဒ္ဓမထေရမြတ်ကတံဝေကစကားပြောဆိုလိုက်တယ် ဒီနေရာမှာအနေသောတန်တိမာရဘဆိုတဲ့စကားကိုကြည့်ပြီးတော့အဘိဓမ္မာနဲ့ဆိုင်ရာပြဿနာတစ်ခုအငင်းပွားစရာလေးပြဿနာတစ်ခုပေါ်လာတယ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆံသွားတဲ့သုတိစိတ်ဟာမြတ်စွာဘုရားရဲ့စိတ်တတ်ဟာနိဗ္ဗာန်ကိုအာယုံပြုသလားဆိုတဲ့အဘိဓမ္မာမေးခွန်းတစ်ခုပေါ်လာတယ်ပေါ့သို့တော်လဲဒီနေရာမှာ သုတိစိတ်ဆိုတာဘဝင်စိတ်တို့သုတိစိတ်တို့ပရိတရေစိတ်တို့ဆိုတာမူလအာယုံကလွဲပြီးတခြားအာယုံကို ပြောင်းပြီးတော့ပြုတာမျိုးမရှိဘူးတန်တိပါရဗ္ဗဆိုတဲ့ဒီစကားဟာမြတ်စွာဘုရားရဲ့ဥတီချက်ကို ဖော်ပြတာဖြစ်တယ်လို့ဒီလိုဆရာတော်ကြီးတွေက ရှင်းပြတန်တိပါရဗ္ဗနိဗ္ဗာန်ကိုအာယုံပြုတာမဟုတ်ဘူးမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံသွားတာနိဗ္ဗာန်ကိုအာယုံပြုပြီးပြိနိဗ္ဗာန်ဆံသွားတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူး နိဗ္ဗာန်ကိုရည်မြော်ပြီးရည်စူးပြီးတော့ဥတီချက်ကနိဗ္ဗာန်ကိုဥတီထားတယ်သို့တော်စိတ်ရဲ့အာယုံဆိုတာဟာတတ်မှတ်ထားတဲ့အတိုင်းပဲအာယုံတစ်ခုကိုအာယုံပြုပြီးဘဝင်စိတ်နောက်ဆုံးဘဝင်စိတ်နဲ့ပဲသုတိစိတ်နဲ့ပဲပရိသေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာလုံးဝတူတယ်ဒါကြောင့်မို့ဘဝင်စိတ်နဲ့ပဲရသော်ဗျာသုတိကြသွားတာဖြစ်တယ်ပေါ့နိဗ္ဗာန်ကိုအာယုံပြုတာမဟုတ်ဘူး သုတိစိတ်ဆိုဒီမှာကံကမနမိတ်ဂတိနမိတ်ဆိုတာကိုအာယုံပြုတာဖြစ်သည့်အတွက်ကြောင့်ဒီနေရာမှာဖះဆိုတာဂတိနမိတ်ဆိုတာလည်းမရှိဘူးเนาะမထင်ရှားတဲ့အာယုံတစ်ခုနဲ့မြတ်စွာဘုရားဟာထုံးစံအတိုင်းဘဝင်စိတ်ဟာဖြစ်ပြီးတော့ပြတ်သွားတယ်အားရှိတဲ့စိတ်မဟုတ်သည့်အတွက်ကြောင့်ဒီအာယုံပြုတဲ့အချိန်အခါကာလတုန်းကတော့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့သွားတယ်လို့ထင်လို့ဆိုလိုတာပေါ့အဲ့တော့ရှင်နုရုဒ္ဓမထေမြတ်ရဲ့ အတန်လဲတိတ်သွားရောနောက်ဆုံးထွက်ပေါ်လာတဲ့အတန်ကတော့ရှင်အနန္ဒမထေမြတ်ရဲ့အတန်ပဲဖြစ်တယ်ပေါ့ရှင်နုရဒမထေမြတ်ကဘာပြောသေးလဲဆိုရင်အတန်ဒီနေန စိတ်တေနဝေဒနာအစ္ဆဝါတိပိစောတတေဝနိဗ္ဗာန်ဝိမောကောစေတသောအဟုအတန်ဒီနစိတ်တဆိုရသော်ဗျာရဲ့စိတ်ဟာအလွန်ထက်မြက်တယ်လန်းဆန်းတယ်ဘယ်တော့မှတွန့်တွန့်ဆုတ်သွားတာမျိုးမရှိဘူးတဲ့ အဲ့လိုတွန့်ဆုတ်သွားတယ်မရှိတဲ့လမ်းဆန်းနေတဲ့တက်ကြွနေတဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်လိုဝေဒနာကိုမှမမှုဘူးလို့ဆိုလိုတယ်ပစ္စောတသေဝနိဗ္ဗာန်ံဝိမောက္ခောဟောတိစေတသောမြတ်စွာဘုရားရဲ့စိတ်ဟာအနှောင့်အယှက်တွေကလုံးဝလွတ်ပြီးတော့မိတော့ကလေးဟာငြိမ့်သွားသလိုပဲမြတ်စွာဘုရားခန္ဓာမှာရှိတဲ့နန္တရားတွေရုပ်တရားတွေဟာချုပ်ငြိမ့်သွားခြင်းပဲဖြစ်တယ်လို့ရှင်ညိုရတာကဒီလိုတံဝေကစကားဆိုလိုက်တော့ ရှေအနန္ဒမထေရကနောက်ဆုံးထွက်ပေါ်လာတဲ့အတန်ကတော့တဒါတိယံဘိန္ဒနကံတဒါတိလောမဟန္တံရှေအနန္ဒသောတပန်ဆိုတော့ကြောက်စိတ်တွေရှိနေသေးတယ်ဒါကြောင့်မို့ပြိနိဗ္ဗာန်ဆံလိုက်ပြီဆိုတာနဲ့တပြိုင်နက်ပြိနိဗ္ဗာန်ဆံလိုက်တဲ့စက္ကန့်အတိုင်းလေးမှာကဘာမြေကြီးတုံဟီးသွားတာဟာအလွန်ကြောက်စရာကောင်းတဲ့စက်တိမွင်ရင်ထားစရာကြီးဖြစ်လို့တဒါတိ ယံဘိန္ဒနကံကြောက်စရာကြီးဖြစ်ပေါ်လာတယ်။ရသော်ဘုရားပြိဋိဘံဆန်တဲ့အခါမှာကြောက်စရာကြီးဖြစ်ပေါ်လာတယ်။စက်သီးမွေးညင်ထစရာကြီးတွေဖြစ်လာတယ်။တပ္ပကာရဝတုပေတိတံဗုဒ္ဓိပြိနေဘူးတိရသော်ဘုရားရဲ့ခုံကြီးတွေအားလုံးနဲ့ပြည့်စုံတဲ့ရသော်ဘုရားသခင် ကိုရောမြတ်ပြိဋိဘံပြုတ်လိုက်တာနဲ့တပြိုင်နဲ့ကြောက်စရာကြီးစက်သီးမွေးညင်ထစရာကြီးဖြစ်ပေါ်လာခဲ့တယ်လို့ရှင်အာနန္ဒာက ရှင်အနန္ဒအတန်ဟာနောက်ဆုံးထွက်ပေါ်လာခဲ့တာပဲဖြစ်တယ်ပေါ့အဲ့ဒါလူမြတ်စွာဘုရားသခင်ကိုရောမြတ်သည်လောကသားတွေရဲ့အကျိုးစီးပွားအတွက်နောက်ဆုံးချိန်ထိအောင်ဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်မြတ်စွာဘုရားရဲ့ဒီမိန့်ကြားတော်မူချက်အတိုင်းပဲငါပြည့်ညတ်ထားတဲ့ဓမ္မတွေငါပြည့်ညတ်ထားတဲ့ဝိနည်းငါဟောကြားခဲ့တဲ့ဓမ္မတွေဟာငါမရှိတဲ့နောက်သင်တို့ကိုဆုဆုံးမတဲ့ဆရာဖြစ်လိမ့်မယ်လို့ဆိုတဲ့အတိုင်း မြတ်ဗုဒ္ဓရဲ့တရားတွေကိုသုံးချပြီးတော့လိုက်နာကျင့်သုံးကြမယ်ဆိုရင်ဂနေ့ထီအောင်လောကသားတွေဟာကောင်းကျိုးချမ်းသာကိုရရှိပြီးနိဗ္ဗာန်လမ်းမကြီးပေါ်မှာတက်ရောက်နိုင်ရအောင်မှဖြစ်တယ်။နိဗ္ဗာန်လမ်းမကြီးပေါ်တက်ရောက်နိုင်လို့ရှိရင်ဆင်းရဲဒုက္ခတွေအဆုံးသတ်ရလမ်းကိုတွေ့အောင်မှပဲဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။